မင်္ဂလာပါအမေရိကန်တန်တထန်တရားဘာကြောင့်ဂုံတွေစစ်ပွဲခင်းလာရလဲမဲခုမဲဆရာလို့ရှိလာပါတယ်ဘာကြောင့်လဲဆိုရင်ကနေဒါကိုအခုန်25ရာခိုင်နှုန်းမက္ကဆီကို25ရာခိုင်နှုန်း တရုတ်ကိုတဆေရခန်တော့သူကောက်လာရတော့ကြောင်းဒီမေခိုးထုတ်ဆရာလို့ရှိလာတာဖြစ်ပါတယ်။သူတို့ဖြစ်ဒီကနေဒါနဲ့မက်ဆီကိုတို့ဆိုရင်တူရင်မိတ်ဆွေအင်းကြီးချင်းနိုင်ငံတွေဖြစ်ကြပါတယ်။ဘာကြောင့်တူကောက်ရလဲဆိုပြီးပြောဆိုလာတာတွေ့ရပါတယ်။ဒါပေမဲ့တမ်တန်ထရန့်ရဲ့ပြောဆိုချက်အရသူကတော့အလောက်ကန်ကွန်ကရစ်တဘောတူညီချင်းနဲ့သူတန်းတူညီမြတ်တရားမြတ်တမှုရှိလာအောင်အခွန်စစ်ချက်ချင်းဖြစ်တယ်ဆိုပြီးမှသူကပြောဆိုထားတာတွေ့ရပါတယ်။ ဘာကြောင့်တန်းတွင်မြင်မြလို့ပြောလာရလဲဆိုရင်တခြားနိုင်ငံတွေစီကနဲ့ဒီ USN တို့ဝေယူသုံးဆွဲခဲ့တဲ့ဒီကုန်စင်နဲ့ဝန်ဆောင်မှုငွေပမာဏကိုကြည့်တဲ့အခါမှာဒီ2025ဇန်နဝါရီလအထိကတော့တခြားအငင်းချင်းနိုင်ငံတွေစီကနဲ့ဝေယူခဲ့တဲ့ငွေကတော့လဲရတိဒဏ္ဍာရ1ဘီလီယံပို့သူကဝေယူခဲ့တာဖြစ်ပါတယ်ဒီထဲမှာအဓိကပစ္စည်းတွေကကားစီနဲ့ဒီ electronic ပစ္စည်းတွေပါတာဖြစ်ပါတယ်ကြားဖြတ်တခုပြောချင်ပါတယ် subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်သွားပေးပါနောက်ပြီးပင်နာလို့တပင်းနဲ့ like လေးညှိသွားပေးဖို့တောင်းဆိုလိုပါတယ်နောက်ပြီးဒီ2025 January လအထိဒီ American မှာဒီတခြားနိုင်ငံတွေကိုတင်ပို့ရောင်းချခဲ့တဲ့ပစ္စည်းတွေဟာဆိုရင်တို့ကတော့ဘလောက်တင်ပို့ခဲ့လဲဆိုရင်169.8 billion ပဲတင်ပို့ရောင်းချနိုင်တာဖြစ်ပါတယ် နောက်ဒီထဲမှာတူတူရောင်းတာကရေနိုင်လေရင်လေရတက်ကုန်ပစ္စည်းတွေပါဝင်ပါတယ်။ဒါကြောင့် USN ကတခြားနိုင်ငံတွေကိုရောင်းတာထက်ပိုဝေခဲ့တာဖြစ်ပါတယ်။အခုနဲ့2025ဇန်နဝါရီလတွင်းကုန်အတွဲဒီဒေါ်လာလေရတိတရမနှစ်ပီလီယံအသုံးပြုပြီးဝေခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့တခြားနိုင်ငံကိုတူတူရောင်းနေတာကတော့နေရ69တန်းမှာ10ပီလီယံသာရှိပါတယ်။ဒါကြောင့်တမ်တာထရန့်ကတော့အခွန်စစ်ချက် ချမ်းကိုဒီညနိုင်ကိုရီးယန်တပ်ဖွဲ့ဖြစ်အသုံးပြုလာရခြင်းဖြစ်တာဖြစ်ပါတယ်။အဲတခြားနည်းတွေကိုကြည့်တဲ့အခါမှာလည်းဒီ2024ခုနှစ်မှာအမေရိကန်က364.4ဘီလီယံဖိုးဝေယူခဲ့တာဖြစ်ပါတယ်။အဓိကတော့မက္ကဆီကိုတရုတ်နဲ့ကနေဒါနိုင်ငံတို့မှသူကအများပါဝင်ယူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီ2024မှာသူတို့ရောင်းရငွေကဘလောက်ပဲရှိလဲဆိုရင်166.5ဘီလီယံ ဖူပဲရောက်ရတာဖြစ်ပါတယ်။နောက်ပြီးတဲ့2023ခုနှစ်မှာရောဒီမက္ဆီကိုစီမှာ156ဘီလီယံနဲ့ချိုင်းနာမှာတော့136ဘီလီယံဖူဝင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူတို့တင်ပို့တဲ့အခါမှာကနေဒါနိုင်ငံကို164ဘီလီယံနဲ့ဒီမက္ဆီကိုကိုတော့ဒီ153ဘီလီယံနောက်ပြီးတရုတ်ကိုတော့154ဘီလီယံဖူပဲတင်ပို့ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ အဒီအရကိုကြည့်ပြီးမှဒီအမေရိကန်တမ်တဒေါ်လာချန်တရအခွန်သူကောက်လာရတာဖြစ်ပါတယ်။နောက်ပြီးပင်တွင်းအခွန်ကို ရှော့ပြီးမှဒီပင်ပတ်တွင်းလာတဲ့အခွန်ကိုသူကောက်မာကြောင့်သူကောက်လာရလဲဆိုပြီးမှနည်းဆိုလာတာလည်းရှိပါတယ်။ပင်ပမှာရှိတဲ့ဒီအမေရိကန်တထဲကွန်မြူနတီကိုပင်တွင်းတို့ပြန်လာအောင်လုပ်ရချင်ဖြစ်ပါတယ်။ဒါမှသာပင်တူပီတာတွေအလောက်အကန့်ပုံမူရရှိလာမှာဖြစ်တယ်ဆိုပြီးမှသူကယူဆတဲ့အတွက်ကြောင့် ပင်တင်းမှာအခွန်ရှော့ကောက်မယ်ဒါပေမဲ့ပင်ပကနဲ့တင်းလာတဲ့အခွန်တွေကိုသူ့ကောက်ရခြင်းဖြစ်ပါတယ်ဒီပင်ပမှာကနဲ့လာတဲ့အခွန်တွေကိုသူ့ကောက်လိုက်တဲ့အခါမှာသူတို့ကပင်ပပင်တင်းကိုပြန်လာမှာဖြစ်ပါတယ်ဒါကြောင့်သူကဒီရဲ့ချက်ကြောင့်သူက ပင်ပမာရတူကောက်ပြီးမှာရှုပ်ကောက်ချင်းဖြစ်ပါတယ်။နောက်ပြီးဒီခနန်ဒါမက်ဆီကိုနဲ့ဆက်တဲ့ရှောင်းမှာလည်းဒီခိုးဝင်လာတဲ့သူနဲ့ဒီမိုးရေးဆေးဝါးမောင်းကိုတမားတွေကိုတိုက်ဖြတ်ဖို့ရင်အတွက်ဖြစ်တယ်ဆိုပြီးမှသူကပြောဆိုထားတာတွေ့ရပါတယ်။သူရဲ့အခွန်စီးကျက်လိုက်ချင်းအားဖြင့်ဒီအပေးယူရှိလာပြီးနဲ့ဆက်မှာမက်ဆီကိုကနန်ဒါနိုင်ငံကိုနိုင်ငံတွေကလုံခြုံရေးယူပေးခမ်းတာဖြစ်ပါတယ်ဒီအခွန်စစ်ချက်ချင်းအားဖြင့်အပေးယူအားဖြင့်နောက်ပြီးတရုတ်စုလည်းကြည်ပါ သူ့ရဲ့နိုင်ငံထုတ်တဲ့ TikTok ကိုတော့နိုင်ငံတကာမှာသုံးစွခွင့်ပြုတယ်ဖြတ်ထားတယ်ဒါပေမဲ့ American ထုတ်ပြီး Facebook ကိုတော့သူ့နိုင်ငံမှာသုံးခန်းလားဆိုမသုံးခန်းပါဘူးဒီနေ့ချင်းကြည့်ပဲဒါကြောင့် GR တို့ကိုကြည့်ချင်းအားဖြင့် American တမ်တာထန်တယောက်သူ့ရဲ့အခွန်စစ်ချက်ချင်းစစ်ပွဲကိုခင်းလာရတာဖြစ်ပါတယ်နောက်ပြီး GR ကမြတ်တမှုမရှိဘူးဆိုပြီးမှသူက ပြောဆိုပြီးမှအခွင့်ဆစ်ကြလာရခြင်းဖြစ်ပါတယ်။ Okay ဒီနေ့ဗီဒီယိုကဘယ်လောက်လဲပါ။နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်။